grade 11နဲ့12ဆိုတော့အယူအလဲရောက်လာပြီအဲလူမှုဆက်ဆံရေးနဲ့ပဲလဲကျဲလာတယ်ကိုငယ်တော့ဆိုရင်တော့ဖေဖေနဲ့မိမိပဲကိုရဲ့လောကကြီးဟာသူတို့နှူးနဲ့ကြီးဆောက်ထားတာအဲ့ဒီနှူးကအစဉ်ပြေနေတယ်ပျော်ရွှင်နေတယ်ကျမ်းမာနေတယ်ဆိုရင်ကိုဘောကလည်းပဲအစဉ်ပြေနေတာပျော်ရွှင်စရာကြီးဖြစ်နေတယ်နည်းနည်းကြီးလာတဲ့ခါကျတော့ ကျောင်းမှာတငယ်ချင်းတွေရှိလာတယ်။နော်အခြေဆုံးတငယ်ချင်း best friend တွေပဲရှိလာတယ်။အဲကိုအတန်းကြီးကြီးလာတာ ਨੇ မြန်။တငယ်ချင်းတွေများလာတယ်။ကိုယ့်ရဲ့လူမျိုးရေးလောကကြီးလာတယ်ပေါ့။ social world အဲ့ဒါကြီးလာတယ်။အခု set တန်းနဲ့ set တန်းဆိုတော့အမ်လူမျိုးဆက်ဆံရေးចောင်းបောင်းခြင်းမှာយក အကြောင်းနဲ့ပတ်သက်တဲ့မိသားစုပေါင်းခြင်းမှာရောအတွေ့အကြုံတွေကိုအများကြီးရခဲ့အဲ့ဒီတည်းမှာတခါတခါကျတော့ဟိုစိတ်ဖြစ်တဲ့အရာတွေပေါ့စိတ်တမ်းရတော့မှအာဖြစ်သည်အထိဖြစ်ကြတယ် trauma ဖြစ်တယ်အဲ့ဒီချို့ကြောင့်လည်းပဲ trauma ဖြစ်မှဆိုလို့ကိုယ်နဲ့တည်တဲ့လူပဲကိုကိုပေါင်းတယ်အဲအသက်စမပြေတဲ့လူတွေနဲ့ဆိုမပေါင်းတော့ဘူးဖြတ်လိုက်တယ်အဲ့လိုအမျိုးလုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ ကိုကျင်းလဲတဲ့လူမှုလောကလူမှုရဲ့လောကကကိုအသက်ကြီးလာလေသူကျဲလာလေဖြစ်မယ်အဲကျဲပြန့်လာတဲ့လူမှုရဲ့လောကကိုအာကိုဘယ်လိုခီးသွားမယ်ဆိုရင်ဒီနေရာမှာသူစိတ်ဖိစီးမှုတွေတော့က anxiety တွေဖြစ်တယ်ကိုနဲ့အယူဆမတူတဲ့လူ type မတူတဲ့လူအဲ့လူနဲ့တွေ့တဲ့အခါမှာကိုစိတ်ပြောင်းလဲတယ်အာကိုအယူဆတူတဲ့လူအကြိုက်တူတဲ့လူ နောက်ခုတံခိုးထိုင်လို့အဲ့လူနဲ့တွေ့ခါစိတ်တမျိုးပြောင်းနေတယ်။ဒါတို့ emotion လို့ခေါ်တယ်။ဒီ emotion ကအတက်ကြများရင်အဲ့တော့ mood swing ခေါ်တာပေါ့။စိတ်အတက်ကြများတယ်။အဲ့တော့ဒီအရွယ်မှာဒါလေးကိုပထမဆုံးသိရတာပေါ့။ကိုယ့် emotion ကိုသိတာနောက်သူများ emotion ကိုသိတာကို emotion တခုတည်းကိုသိလို့သူမလုံလောက်ပါဘူး။သူများ emotion ကိုသိရတယ်။သူများ emotion ကိုပဲသိအောင်နဲ့လည်းပဲမလုံလောက်ဘူး။ ုယ် emotion ကိုလည်းကိုယ်ပြန်သိရတယ်။အဲ့ဒီခုစလုံးသိတယ်။အဲပါဠိစကားကြားဖို့မှပါ izzat dan wa bahita wa izzat da bahita izzat dan wa ကကိုယ်ကိုသိတယ်။ bahita wa ဆိုတာအပြင်လောကဖြစ်တဲ့တခြားလူတွေကိုသိတယ်။ izzat da bahita wa ဆိုတာအတွင်းနဲ့အပြင်လောကကိုနားလဲတယ်၊နှစ်ခုစလုံးနားလဲတယ်။အဲ့ဒါကို emotional intelligence လို့ခေါ်တယ်။အင်္ဂလိပ်လိုပြောရင်တော့ကိုယ်ကိုနားလဲတာက intra personal relationship intrapersonal development တခြားလူတွေအကြောင်းတခြားလူတွေစိတ်ခံစားမှုတွေကြတော့ interpersonal development inter ဆိုတာကလူတူနဲ့တူကြတယ် intra ဆိုတာကအတွင်းပေါ့နော် i n t r a intra အဲ့ဒါကကိုယ့်အတွက်ပဲအများအတွက်ကြတော့ inter i n t e r inter development interpersonal development personal part တူနဲ့တူကြတယ် ရှိတယ်ရှိရမယ်နားလည်မှုသူခံစားမှုသူကြောင့်ဘာကြောင့်အဲ့လိုခံစားရလဲမလူတယောက်ကဟာကိုယ့်ရဲ့နာကျင်မှုကိုယ့်ရဲ့စိတ်ပြည့်မှုကိုသူကိုချင်းမစားနိုင်ဘူးဆိုရင်ဒီလူဘာဖြစ်လို့ကိုငောက်ကိုချင်းမစားနိုင်တော့ဆိုတဲ့ဟာကိုကိုနားလည်အောင်မတွေးနိုင်ရင်အဲ့မှာကိုစိတ်ထန်ရပါတယ်ဒီလူငါ့ဘောမှာရက်ဆက်တယ်ဆိုပြီးတော့သူ့ရဲ့အပြုမှုကိုကိုကငါလွတ်လိုက်တာပေါ့ personalize လုပ်လိုက် တငယ်ချင်းတွေနဲ့ဆွေးနွေးရင်စားလဲဖတ်ရင်တရားလဲနိုင်တယ်။ဩအဲ့ဒီလူငါ့ကိုကိုချင်းမစားနိုင်တာ။သူကသူလည်းပဲကိုချင်းမစားနိုင်ပါဘူး။သူ့ရဲ့အာနာကျင်မှုပေါ်တော့မှသူမမှန်ကန်ကန်နဲ့မခံစားတတ်ဘူး။သူ့နာကျင်မှုကိုသူထပ်ပြီးတော့ဆောင်းတဲ့ top up လုပ်တဲ့အချင်းတွေပဲအတွေးတွေပဲသူ့မှာရှိတယ်။သူ့မှာစိတ်ဓာတ်တွေများတယ်။ trauma တွေများတယ်။အဲ့ဒီလို့ ကိုကနားလဲလိုက်ရင် तू ဘာပဲပြောပြောကိုကို trauma မဖြစ်စေတော့မထိခိုက်စေတော့အခုပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဟာ emotional intelligence စိတ်ခံစားမှုပိုင်းဆိုင်ရာနားလည်မှုအရေးကြီးတဲ့အကြောင်းကိုချင်းစာစိတ်လို့ခေါ်ပါတယ်မြန်မာလိုအင်္ဂလိပ်လို ethics လို့ခေါ်တယ်ဗုဒ္ဓရဲ့တရားတော်ထဲမှာအတန်ဥပမာကတ်သွားကိုချင်းစာပါငါးပါးတိလာကိုချင်းစာတဲ့စိတ်ရှိရင်သူကသူအလွတ်လွတ်လုံသွားတယ် ဒီဘေးပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့နေရာမှာဟိုကိုကိုနားမလဲတဲ့လူဒါမှမဟုတ်သူစိတ်ဒဏ်ဖြစ်လို့စိတ်ဒဏ်ရှိနေကိုကိုနားမလဲတဲ့လူတွေနဲ့တွေ့ရင်အဲ့ဒီလူတွေကိုကိုကနားလဲအောင်ကြိုးစားမယ်တကယ်လို့နားလဲအောင်မကြိုးစားဘူးသူ့လူပိုင်းကိုကစိတ်ဒဏ်ရရှိတယ်လို့ဖြစ်သွားမယ်ဒီနေရာပြင်သူ့ယောဂကိုယောဂဖြစ်သွားလိမ့်မယ်ဒါကြောင့်သူများရဲ့စိတ်ဒဏ်ရသူများရဲ့ emotion နားလဲဖို့အဲသူများရဲ့စိတ်ခံစားမှုနားလဲဖို့ တည်ရည်ကြီးတယ်သူတို့ပြဿနာကိုကိုယ်ကဖြေရှင်းပေးနိုင်ကိုယ်ပြဿနာလည်းကိုယ်ဖြေရှင်းပြီးတာဖြစ်ပါတယ် emotional intelligence နဲ့ပတ်သက်လေကိုယ်ပြဿနာကိုဖြေရှင်းနိုင်လည်းပဲတခြားလူတွေရဲ့ပြဿနာကိုကိုယ်အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်ဒီအနေနဲ့ပတ်သက်ပြီးတော့အောင်ဒီ social networking ကကျေပြက်လာတဲ့အတွက်ကြောင့်ကိုယ်ကဘာတွေလုပ်ရတော့ဆိုတော့အများနဲ့စကားပြောရတာ ကြီးလာတဲ့နဲ့ social networking ကများလာတဲ့ခါကျတော့အတွေ့အကြုံတွေပိုများလာမှာပဲကိုကြိုက်တာရမကြိုက်တာရဒါတွေတွေ့ကြုံကိုစင်ပြေတဲ့လူနဲ့ပဲဟိုပေါင်းဖို့ဆိုတာသူကအကောင်လုံးမဖြစ်နိုင်ဘူးအလုပ်သွားရင်လူမျိုးစုံနဲ့တွေ့ရမှာဒါကြောင့်မို့လို့ emotion intelligence ရှိဖို့လိုအပ်တာအဓိကကကိုချင်းစာစိတ်ဆိုတဲ့ empathy ပါပဲအဲ့ဒီ empathy နဲ့တော့မပြီးသေးဘူးတဲ့ဘယ်ထိတက်မှာတော့ကိုကိုချင်းစာတဲ့လူတွေရဲ့ ပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်ကောင်းမှာတော့ဆိုအဲ့ဒီတွေတွေးဖို့လိုအပ်တယ်။နီလန်းလေးတွေရှာပေးဖို့လိုအပ်တယ်။အဲ့နီလန်းကိုကိုတကယ်ပေးနိုင်တာမပေးနိုင်တာပေးတဲ့ခါမှလည်းပဲသူများကယူတာမယူတာအသုံးပြတဲ့နေရာမှာတကယ်ထိရတာမထိရတာအဲ့ဒါတကန်းတာ။ဒါပေမဲ့မနောကံကုသိုလ်ဆိုတာကကိုယ်စိတ်ထဲမှာ good intention wholesome intention noble intention မုံမြတ်တဲ့စေတနာရှိရတာသူတို့ရဲ့ပြဿနာတွေဘယ်လိုဟာမျိုးစင်ဘယ်လို ဖြည့်ရှင်းတင်တယ်ဘယ်လိုဖြည့်ရှင်းကြတော့အဲ့ဒါကိုလေ့လာတယ်စိတ်ဝင်စားတယ်ဆိုရင်ဒါကုသိုလ်ဖြစ်နေအဲ့ဒီလိုတွေးတဲ့လူက networking လုပ်တဲ့နေရာမှာပိုလွယ်တယ်ကိုချင်းစာစိတ်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဆိုရင်ဒီနေရာမှာထပ်ပြီးတော့ဖြည့်ချင်တာကအကောင်းမြင်ဝါတာထပ်ဖြည့်ပို့နော်အကောင်းမြင်ဝါတာကိုယ့်ရဲ့ကောင်းွက်ကိုပေါ့ကိုယ့်ရဲ့အင်အားကိုကိုပြန်ပြီးတော့ မကြမကြအဲဒရိယဒရိယပေးဖို့အခု7တန်း7တန်းရောက်လာပြီဆိုရင်ကျောင်းမှာတောက်လျှောက်စာသင်လာတာစံပွဲတွေဖြည်လာတယ်ပညာသင်လာတယ်7နှစ်ကျော်ပြီ7နှစ်ကျော်တက်ခဲ့တဲ့အဲကိုကျောင်းတက်ခဲ့တာလေတနေ့တနေ့ကိုရက်ပေါင်းမနေဘူးရက်ပေါင်း300လောက်ဆိုတာ300 300ကျော်အဲကျောင်းတက်လာတယ်ဒီ holiday အချိန်မှာတော့ကျောင်းပိုင်တဲ့အချိန်မှာတော့မတစားပြန်ညတ်တက်သေးတယ် အဲကြောင့်360တဲ့မှာအ ਨੇ ဆုံး300နောက်ဖက်ထားပါတော့အဲ့300ကို10နှစ်နဲ့မြောက်ရင်ရက်ပေါင်း3000ဖြစ်သွားပြီ။နိုင်နေနဲ့ဆိုရင်အများကြီးဖြစ်သွားပြီ။အဲ့ဒါလေးငါစူးစမ်းခဲ့တယ်။ဒါငါဖြတ်သန်းခဲ့တယ်။အကြောင်းမရှိဘဲနဲ့ငါ70တန်းကိုရောက်မလာဘူး70တန်းရောက်မလာဘူး။ကိုယ့်ကိုပြန်ပြီးတော့ကိုယ်စူးစမ်းပြန်ပြီးတော့အတိမတ်ပြုပါ။ဂုံယူပါ။အကြောင်းကနေဂုံပြုတာမိဘတွေကနေပြီးတော့ဂုံယူတာမဆောင်ပါနဲ့။ ကိုယ့်ဘဝကိုပြန်ပြီးတော့ခုံယူပါကြံအတိမတ်ဖြူပါကိုယ့်ဘဝထဲမှာကောင်းတာအများကြီးရှိတယ်အဲ့ဒါပြန်ပြန်ပြီးတော့အာတွေးပါတရိယာပါဗုဒ္ဓအဆုံးမအနေနဲ့ဆိုရင်အနုတ္တိကမ္မထံဆိုရယ်အနုတ္တိဆိုအနုနဲ့တတိတတိကတတိယာတဲ့အနုကအကျဉ်းချင်းအကျဉ်းချင်းပြန်လဲပြီးတော့တတိယာတဲ့ကောင်းတာတွေအကျဉ်းပြန်ပြီးတော့တွေးပေးရတယ်မတွေးကောင်းတာတွေမတွေးဘူးဆိုရင်စိုးရိမ်တဲ့စိတ်တွေဝင်ဝင်လာတတ်တယ်နေရာဝင်ယူတတ်တယ် ဒါကြောင့်စိုးရိမ်တဲ့စိတ်တို့အာစိတ်ဖြစ်စည်းမှုတို့အဲ့ဒါတွေဝင်ပြီးတော့နေရာမယူနိုင်အောင်ကိုယ့်ကိုပြန်အားပေးရတယ်။တင်ချာဆိုရင်ငယ်ကလေးစားပြီးတော့အခုငါတင်လာတာဆယ်နှစ်ကျော်ပြီ။ဒီရိုးရိုးကနေပြီးတော့အခုခက်ခဲတဲ့တင်ချာတွေအအများကြီးလေ့လာခဲ့ပြီးအများကြီးသိခဲ့ပြီးအင်္ဂလိပ်စာလည်းဒီတိုင်းမြန်မာစာဒီတိုင်းတိပ္ပံအမ်ပါဌာန်းတွဲတွေလည်းဒီတိုင်း လူမှုသိပ္ပံဘာသာတွေတွေလည်းဒီတိုင်းပဲအဲ့ဒီခုစီတွေပြန်တွေ့ပြီးတော့ကိုယ့်အကူပြန်ပြီးတော့အားပေးရမယ်ဂုဏ်ယူရမယ်အဲ့ဒီလိုဂုဏ်ယူတယ်ဆိုရင်ဟိုကိုယ့်အကူအလိုလိုနေနဲ့တင်ငယ်တဲ့စိတ်တွေမမွေးမိဘူးဝင်မလာဘူးမဟုတ်ရင်တော့ဒီချုပ်တွေကသူတို့မှာရှိတဲ့ကောင်းကွက်တဲ့အည်သွေးတွေလေမကြည့်ဘူးမေ့ထားတယ်သူတို့မရှိတဲ့အည်သွေးတင်များစီမှာသွားတွေ့တဲ့ခါကျတော့အဲ့ဒီကိုယ့်မှာသူတို့မှာမရှိတဲ့အည်သွေးကိုကျွန်တော် ်အရေးသွေးတွေကိုခဏခဏတွေးတယ်ခဏခဏစဉ်းစားတယ်အားကြရပါအားကြရစေနေပြီးတော့တချို့မခံချင်လို့စူးစမ်းစိတ်ရှိတဲ့လူတွေလည်းရှိတယ်တချို့ကြတော့တင်ငယ်စိတ်တွေဖြစ်သွားတယ်။ဘာဖြစ်လို့တင်ငယ်စိတ်ဖြစ်တာလို့ဆိုတော့ကိုယ်မှရှိတဲ့ကောင်းွက်တွေအာသာချက်တွေကိုယ်ကမိတ်နေလို့။ထားကြောင့်ကိုယ်ကိုမူတီတာစိတ်ထားပါမူတီတာအတွေးလေးနဲ့နေပါ။တစ်နေ့တစ်နေ့ နော်အကြောင်းကိုပြန်လာပြီဆိုရင်ဒီနေ့ငါဘာအကောင်းဆုံးဖြစ်အောင်လေ့လာခဲ့တယ်ဘယ်နဲ့တန်းတက်ခဲ့တယ်ဘယ်ပါသားတွေငါစူးစမ်းပြီးတော့လေ့လာခဲ့တယ်အဲ့ဒါဒီခုံယူပါဒါမဲ့ကိုယ့်ကိုခုံယူတာမပြီးသေးဘူးနော်မပြည့်စုံသေးဘူးကိုယ့်လိုပဲစူးစမ်းတဲ့တခြားလူတွေကိုလည်းခုံယူတတ်မှာကိုယ့်ရဲ့ခုံယူတဲ့စိတ်မုဋ္ဌိတာစိတ်ကအားကောင်းတာ intra personal development နဲ့ interpersonal development အများတွေပါတွေ့ရတာဘယ်ကနေစတွေ့မှာတော့ကိုယ့်ရဲ့မိဘဘလို့စူးစမ်းခဲ့တော့သူတို့ကြောင်းတက်တော့ဘယ်မှာတက်တော့ဘာဘာသားတွေလေးလာတော့မေးကြည့်ပါနော်အတိမန်ပြူပါကိုယ့်ရဲ့မိဘတွေသူတို့စူးစမ်းခဲ့တယ်ဘယ်နှတမ်းမအောင်ခဲ့အောင်ခဲ့သူတို့စူးစမ်းပါအမ်ဘုံမုံမေရိုရေးဆိုရင်တန်းကြမတက်ဘူးပါအောင်စာမဖတ်တတ်ညံကောင်းတယ်နော်သူတို့ခက်မှာဟိုเจ้าမရှိတဲ့ရွာမှာနေရတယ် နောက်ပြီးတော့ main ကလေးတွေကိုလည်းပဲအမ်ကြောင်းတက်ဖို့အခွင့်အလမ်းတွေတိတ်မပေးတဲ့ခက်မှာကြီးပြင်းလာတာပေါ့။မညံ့အရန်ကောင်းတယ်။သူစူးစမ်းတယ်။ဒါသမီးတွေကိုလူလားမြောက်အောင်အဲစူးစမ်းတယ်လူမှုဆက်ဆိုင်မှာလည်းကောင်းတယ်။အဲ့ဒီသူ့ဘဝအောင်မြင်တယ်ပေါ့။အဲ့တော့ဘုံကခဏပြန်တွေးပြီးတော့ခုံယူတယ်။သူစာမဖတ်တတ်တဲ့ဟာဘုံကအားနေချက်အနေနဲ့မကြည့်တော့ဘူး။အခွင့်အလမ်းမရလို့သူမတတ်တာ။ အခွင့်လန်းရရင်ဘုံတက်တက်မယ်အ ਨੇ ဆုံးဘုံဘုံတော့သူတိမှာပဲဒါဖြင့်သူ့မှာရှိတဲ့ကောင်းခွက်တွေအကြီးသေးတယ်အဲ့ဒါတွေဘုံဘုံကတွေးတယ်တွေးတဲ့ခံကြတော့လေစာတော်မဖတ်တတ်တဲ့စာသင်ခန်းတွေတခါမှမဝင်ဘူးတဲ့မိခင်ကိုဘုံဘုံအယံကုန်ယူတယ်အယံကုန်သူ့ချစ်တာကသူယန်တည်နေစိတ်တအတက်ကြရရှိနေပဲသူ့ကိုသူပြန်ပြီးတော့အားပေးတတ်တယ် ဒါကကိုယ့်ရဲ့မိဘအကြောင်းကိုပြန်လေ့လာထားလို့သူတို့ကိုဂုဏ်ယူနိုင်တာပါ။ဒါကြောင့်မလို့အာအားတဲ့အချိန်တွေမှာကိုယ့်ရဲ့မိဘကိုမေးကြည့်ပါ။ငါဖက်ဆန်ရှာတယ်ဘယ်လိုရှာတော့ဖက်ဆန်မရှာခင်မှာအဲငယ်တုန်းကကြောင်းတက်တဲ့အချိန်မှာဘယ်မှကြောင်းတက်ခဲ့တော့တငယ်ချင်းတွေဘယ်နှယောက်ရှိတော့ဘာပြဿနာတွေရှိခဲ့ဘူးတော့အဲ ဘာတွေကြိုက်တုံးဘယ်လိုအချိန်မျိုးမှာပို့ပြီးတော့စိတ်ပျော်ရွှင်တုံးမေးပါကိုယ့်ရဲ့မိဘအကြောင်းပြီးရင်တော့ကိုယ့်ရဲ့တငယ်ချင်းအကြောင်းတည်းလေသူတို့အကြောင်းနေစိတ်ဝင်စားပါသူတို့ဘယ်လိုစူးစားတော့ဆိုတာကိုခုံယူပါအဲ့လိုခုံယူတဲ့စိတ်များရင်းနဲ့ဘုံဘုံတိတ်ပံရှိတော့နေပြောနိုင်တယ်ကိုယ့်ရဲ့အုံနောက်ထက်မှာ sympathetic system နဲ့ parasympathetic system ဆိုတာမျိုးရှိတယ် sympathetic system ဆိုတာကတော့ရှေ့မှာကိုယ့်ရဲ့ရှေ့မှာတွေ့ကြုံနေရတဲ့ ပြဿနာနဲ့စင်ကုန်မှုတွေကိုကြည့်ပြီးတော့ချက်ချင်းဖြေရှင်းချင်ပြီးတော့ပြန် fight လုပ်တယ်။မဟုတ်ရင် fight လုပ်လို့မရဘူးဆိုရင်ထွက်ပြေးတယ်။ fight လုပ်လည်းမရဘူးထွက်ပြေးလို့လည်းမနိုင်တော့ဘူးဆိုရင်မင်းတည်တည်သွားတယ်တဲ့ frozen ဖြစ်သွားတယ်။ဘုနောက်က function မလုပ်နိုင်တော့။အဲ့ဒီဟာကို sympathetic system လို့ခေါ်တယ်။ဘုနောက်ကအဲ့ဒီ system ထဲမှာရှိနေတဲ့အချိန်ဆိုရင်အင်အားတွေအများကြီးထုံတယ်။ဘုမုန်းတို့ရဲ့ဘုနောက်ကကိုယ်ခန္ဓာကိုယ်ရဲ့နေရာခိုင်နှုန်းပဲအလေးချိန်ရှိတာ။ ဒါပေမဲ့ဒီကိုလုံးရဲ့25ရာခိုင်နှုန်းအင်အားကိုသူအသုံးပြုတယ်။ဒါကြောင့်ဒီအုပ်နောက်ကအမြဲတမ်း fight လုပ်နေတယ်အမြဲတမ်းထွက်ပြေးနေတယ်။အဲဒါမှမဟုတ် function မလုပ်နိုင်ဘူးဆိုရင်ဒီအုပ်နောက်မကြခင်သူခြေကုန်လက်ပန်းကြတယ်။အဲ့ဒါကြတော့ sympathetic system လို့ခေါ်တယ်။ parasympathetic system ဆိုတာ P A R A ရှေ့မှာထပ်ပြီးတော့ထည့်လိုက်တယ်။ဒီအကြတော့ဘယ်လိုလုပ်တော့ဆိုဒီအုပ်နောက်ကစိန်ခုံမှုတွေနဲ့တွေ့နေတဲ့ချိန်မှာတော့မှာတယ်။သူ့ကိုယ်သူ့ အနားယူတတ်တယ်တဲ့ပြန်ပြီးတော့အားဖြစ်တတ်တယ်တဲ့နော်ဓာတ်ရဖုံးနေပြန်အားသွင်းတယ်လို့ပဲသူ့ကိုယ်သူပြန်အားသွင်းတတ်တယ် rest and resto လို့ခေါ်တယ် resto ဆိုတာပြန်ပြီးတော့အားဖြစ်တာ rest ကအနားယူတာအဲ့လိုအနားယူတဲ့ခါကျတော့ရေရှည်သူသွားနိုင်တယ်ရှောက်နိုင်တယ်လှုပ်နိုင်တယ်ပေါ့ဒီအုံနောက်ကအဲ့ဒီအနားယူတတ်တဲ့အုံနောက်သူ့ကိုယ်သူပြန်ပြီးတော့အားဖြစ်တတ်တဲ့အုံနောက်ကပဲဒီခက်ခဲတဲ့ဆုံးဖြတ်မှုတွေကိုဆုံးဖြတ်နိုင်တာ ို့လူမှုဝန်းကျင်ကျေပြန့်လာတဲ့ခါမှာလည်းပဲကြောက်စိတ်မရှိဘူးပေါ့ကြောက်စိတ်ရှိတယ်ကြောက်စိတ်ရှိတဲ့အချိန်ဒုံလုပ်တဲ့အချိန်အာ nervous ဖြစ်တဲ့အချိန်အဲ့ဒီအချိန်တွေမှာလည်းကိုယ့်ကိုပြန်ပြီးတော့အားပေးတတ်တယ်မစိုးရင်တတ်တယ်ဘယ်သူမှမရှိဘူးနော်စိုးရင်တက်ကိုကန်တွေ့တတ်တယ်မကန်တွေ့တတ်မကန်တွေ့တတ်တာပဲရှိတယ်စိတ်တက်မကြဘူးတဲ့လူမရှိဘူးနော်အနည်းဆုံးဟို mild depression ဆိုတာ သိငယ်တဲ့စိတ်ထက်ချောင်းကတော့ရှိဘူးလေစိတ်တန်ရာဖြစ်တည်တည်မဖြစ်ဘူးပေါ့ဒါဖြင့်စိတ်တက်ကြတဲ့စိတ်တက်မကြတာမရှိဘူးဆိုရင်ဒီနေရာမှာလူတိုင်းစိတ်တက်ကြတာအဲ့လိုမဟုတ်ဘူးစိတ်တက်ကြเสียဖြစ်လာရင်ကိုယ့်ကိုဘယ်လိုပြန်ပြီးတော့ဆွဲတင်တော့အဲ့ဟာစကားပြောတာလေဘသူမှချော်မလဲဘူးတာမရှိဘူးလေချော်လဲပြည်ရင်ဘယ်လိုထတယ်ဘယ်လိုမြင်မြန်ဆန်းဆန်းထတယ်အဲ့ဒါပဲကွာအလောလောပြီးတော့မပင်မန်းလူမရှိဘူးလေပင်မန်းတာကြီးပဲ ဒါပေမဲ့အဲ့ပင်ပန်းနဲ့ပင်ပန်းပြီးပြီဆိုရင်ကိုယ့်ကို recover ဖြစ်အောင်ပြန်ပြီးတော့နယ်လန်ထူအောင်ဘယ်သူကလုံနိုင်တော့အဲ့လုံနိုင်တယ်လို့ရှေ့ရောက်တာပဲပြီးပေါက်တာပဲအောင်မြင်တာပဲဒါကြောင့်ဒီနေရာမှာအတိုင်းဝိုင်းချဲ့လာတာဒီအခြေပြန့်လာတဲ့အများအခွင့်အလမ်းတွေ opportunity တွေလည်းပို့ပြီးတော့များလာတယ်တစ်ဖက်ကလည်းပဲစိတ်ဖိစီးမှုတွေပို့ပြီးတော့များလာပါတယ်ခုမှလူရှိသူရှိမှစကားပြောရမယ်အဲ့ဒါမျိုးဆိုရင်ဖို့ဖို့အရင်တော့ nervous ဖြစ်တယ်အတန်ရင်တော့ကြောင်းသွားအတန်တော့သိမထွက်ဘူးလူရှိသူရှိစကားပြောရတာအရန်ကြောက်တယ်နောက်ပိုင်းကျတော့ကိုကပြောချင်တာတွေများလို့အဲနောက်ပြီးတော့သူများအထင်ကြီးအောင်ပြောချင်လို့သူများအထင်သေးမှကြောက်တဲ့စိတ်လေအဲ့စိတ်ကတော်တော်ဆိုးပါတယ်သူရောက်ကိုဖြစ်တတ်တာအများလက်ခံမှာအများကြားမှာနေလို့ရတာဟုတ်အများလက်မခံဘူး ကိုအထင်သေးတယ်ဆိုရင်ကိုအဲ့တည်းပါလို့မရတော့ရုံးမှာပဲဖြစ်ဖြစ်ကြောင်းမှာကစားတာပဲဖြစ်ဖြစ်အဲမုံစားတာပဲဖြစ်ဖြစ်သူများလက်မခံဘူးဆိုရင်အကျဉ်ခံရတာလေအဲ့ဒီကြောက်စိတ်လူသားမှာရောဒိဋ္ဌိဆန်တွေမှာရောတိတ်ကြီးတယ်အဲ့စိတ်ကိုကြိပေးရတာပါဟောကြောက်စိတ်ဖြစ်နေပြီလားသူများအထင်သေးမှာကြောက်တဲ့စိတ်ဖြစ်နေပြီလားဘုံမောင်တော့ဘလို့ပြန်ကိုင်းတော့ဆိုတော့ဩဃာတထဲမှာပါတယ်လည်းမရှိခိုးဘူးဆိုဖူးမြုံမှန်လျှော့ဆိုတာမာနကိုလျှော့လိုက် အင်္ဂလိပ်လိုပြောရင် intellectual humility humility နေချာလူတယောက်ထဲကနေအကုန်မသိနိုင်ဘူးငါလည်းအကုန်မသိနိုင်နားထောင်တဲ့လူလည်းအကုန်မသိနိုင်ငါနဲ့စကားပြောလို့အကုန်မသိနိုင် intellectual humility အဲ့ဟာပုံမှန်လက်ခံတယ် limitation ကိုလက်ခံလိုက်တယ်လူဘဝကတလောက်ထိအရှိမဟုတ်ပါဘူးအကြိုင်မဟုတ်တခါတခါလေးလာရင်လည်းအများကြီးလေးလာလို့မရဘူး limit တွေရှိတယ်အကန့်အသတ်တွေရှိတယ် အဲ့ဒီအကန့်သက်ကိုနားလဲတဲ့ခံချက်တော့တခါလူကြားထဲမှာစကားပြောရင်ကောင်းတာတခုစေတနာကောင်းတဲ့ကောင်းတဲ့ဟာလေသူများအတွက်အကျိုးဖြစ်မယ့်အရာတခုငါစူးစမ်းပြီးတော့ပြောမယ်အကုန်ပြောဖို့မလိုဘူးဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးအမ်ဆုံးဖြတ်လိုက်တယ်လာပြီးတော့နားထောင်နေလူတွေသူတို့ကိုယ့်ထက်တိတယ်လဲရှင်းရှင်းပဲကိုတိထားတဲ့ဟာသူတို့မတိထားနဲ့ရှင်းရှင်းပဲ ကိုတိတိုင်းဟာတို့လည်းတိပိတာဖြစ်နေဖြစ်မယ်အဲ့ဒါတွေအရေးမကြီးပါဘူးတို့လည်းတိကိုလည်းတိတယ်ဆိုရင်အတိညာတူတယ်ဆိုရင်တော့အတိညာဒီအတိညာတစ်ခုကိုလူနှစ်ယောက်ကအတီးပြုတယ်ဆိုရင်ပိုခိုင်မှသွားတာပေါ့ကိုကသူများတဲ့တိမှလူရှိသူရှိမှထားပြောရမယ်ဆိုတာမျိုးအရင်တော့ဘုံဘုံအဲ့ဒီအတွေးတွေဝင်ခုတယ်အဲ့ဒီအတွေးကြောင့်ကြောင်းစိတ်တွေလည်းဖြစ်တယ်အာပြောရမယ်ဆိုရင်စိတ်ထဲမှာအရန်တင်းမာမှုတွေဖြစ်တယ် tension တွေဖြစ်တယ် ။ဒါဖြင့်ငါဘာပဲဖြစ်ဖြစ်လူရှိသူရှိမှပြောတယ်။အာ contribution တခုအကျိုးတခုဖြစ်အောင်လုပ်တာပဲအခုဘာအကြောင်းပြောမှာတော့အဲ့အကြောင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးပြောမယ်။အခုတော့အဲ့ဒါပဲစိတ်ထားတော့တယ်။ဘုံဘုံနိုင်တကမှာအများကြီးစကားပြောဦးပါတယ်။တက်ခဲ့တဲ့ also တက်ခဲ့သူမှအချင်းချင်းပြောဖို့တယ်။ American နိုင်ငံ how the tech is to talk ပြောဖို့တယ်။ တရုတ်ပြည်မှာထိုင်ဝမ်မှာဗီယက်နမ်နိုင်ငံမှာအိန္ဒိယနိုင်ငံမှာအဲထိုင်းနိုင်ငံမှာစင်ကာပူနိုင်ငံအဲပြင်သစ်ဂျာမနီအဲကနေဒါအများကြီးပြောဖူးတယ်ကိုယ့်ကိုပြန်တုံ့တန်ကြည့်တဲ့ခါကျတော့အများအကျိုးရှိအောင်ဒီခုခုတွေးပြီးတော့သွားပြောပြီးအခုတော့ကိုယ့်ကိုပြန်ကျင်နေတယ်အရင်တော့တော့မဟုတ်ဘူးသူများအထင်ကြီးအောင်ပြောကျင်တယ် အထင်ကြီးအောင်ပြောချင်တယ်ဆိုတော့သူများအထင်သေးမှာအရန်ကြောက်တာအဲ့ဒီကြောက်တဲ့စိတ်နဲ့လူကြားသူကြားထဲမှာစကားပြောပြီးဆိုရင်ပုံနှင်ခွင်နေနေဖြစ်ဖြစ်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့အဲ့ဒီအတွေ့အကြုံတွေအဲ့ကြောက်အခုသားတို့တမီးတို့ဆက်တဲ့တန်းဆက်တဲ့တန်းဆိုရင်လူကြားထဲမှာစပြီးတော့စကားပြောမယ့်အချိန်တွေရောက်လာပြီအဲ့လိုပြောတဲ့အချိန်မှာသူများအထင်ကြီးအောင်ပြောတာမျိုးမလုပ်ပါနဲ့အများအကျိုးရှိအောင်ပဲပြောမယ်အဲ့စိတ်လေးထားပါ အများရဲ့ကောင်းကျိုးအတွက်ဒီနေ့ငါဘာပြောရင်ကောင်းမှာလို့တီးပြီးသားပြောနေရတယ်။သူများမတိသေးတဲ့အရာပြောနေရတယ်။ဘာဖြစ်ဖြစ်အဲ့ဒါစေတနာကောင်းအလိုစေတနာကောင်းထားတယ်။တစ်ဖက်ကလည်းပဲ intelligence humility ကိုကိုကိုနှိမ်ချတယ်ပေါ့။တိတ်ပင်ပြန်ရှင်နေကိုသူတို့ကိုသူတို့အရင်နှိမ်ချတယ်။တစ်ဖက်ကနှိမ်ချတယ်။တစ်ဖက်ကလည်းပဲ confidence နဲ့သူတို့ကိုသူတို့ယုံကြည်တယ်။ဘာယုံကြည်တာတော့ဒီတစ်ခုကတော့ငါသိတယ် ။ဒါလေ့လာထားတယ်။အဲ့ဒါကိုယုံကြည်တယ်။ဘယ်လိုလေ့လာထားရုံဆိုတာသူတို့လေ့လာလေ့လာပုံလေ့လာနေ။အဲ့ဒါလည်းသူတို့ကအကောင်းသိတယ်။သိပြီးတော့လေ့လာတယ်။သိလာတဲ့ဟာကိုတင်ပြတယ်။ confidence ရှိရှိယုံကြည်ကြည်ယုံကြည်မှုအပြည့်အဝနဲ့တင်ပြတယ်။ဒါပေမဲ့ဒီချိန်ထဲမှာပဲ intellectual humility ဆိုတာကိုယ့်ရဲ့ limit ကိုကိုလက်ခံထားတယ်။အခုကျွန်တော်ပြောလိုက်တဲ့အထက်မှာအမ်ဒီခုလူအတန်ရှိရင် comment ပေးပါပြောပါသူအဲ့လိုဖိတ်ခေါ်တ ဒါ growth mindset လို့ခေါ်တယ်တယောက်ထဲနဲ့အကုန်မသိနိုင်ဘူးဒါလိုသမီးတို့သင်နေတဲ့အကြောင်းမှသင်နေတဲ့ physics ဆိုရင်ဘယ်သူကဖဲ theory ကိုသူတွေနားလောက်ထားတယ်လေ့လာတယ်ဆိုအများကြီးဖြစ်တဲ့ခါကျတော့အခုနာမည်တော့တက်လို့မရတော့ဘူး chemistry လည်းဒီတိုင်းပဲ biology လည်းလူအများကြီးอ่ะပူပေါင်းဆောင်ပြီးတော့လောက်တာပဲတယောက်ထဲနေနေလောက်ထားတာမဟုတ်ပါဘူးကိုတင်ရတဲ့မြန်မာစာတော့မှတူထဲနေရေးထားတာမဟုတ်ဘူးခေဆက်ဆက် ပညာရှင်တွေများစွာ လေးလာပြီးတော့တဆင့်တဆင့်ပို့ပြီးကောင်းမွန်လာတဲ့ပညာရတိုးတက်လာတဲ့ဘာသာရပါ။ဒါကြောင့်မို့လို့လူတယောက်တည်းကလည်းအကုန်မသိနိုင်ဘူး။အကုန်လည်းမသိချင်နဲ့။အကုန်သိရမယ်လို့လည်းပဲရွေးချယ်မှတ်ထားနေ။ဒါပေမဲ့သိတယ်ဟာကြံကြံနန်းနန်းသိရမယ်။ဘုံဘုံအင်္ဂလိပ်လိုနည်း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 ပြောမယ်နော်။အာအော်ဆိုတက်တူမှာသိခဲ့တဲ့အသိဉာဏ်လေးတခု။အာ something of everything နောက်တစ်ခုက everything of something everything of something ဆိုတာကိုရွေးတာအနေငယ်ကိုပဲရွေးတာ something ကိုပဲရွေးတယ်အဲမှာရွေးတဲ့အရာရဲ့ရှုထောင့်ပေါင်းစုံကိုလေ့လာတာလေးလေးနက်နက်နဲ့ထောင့်ပေါင်းစုံနဲ့လေ့လာတာကျေပြန့်လေ့လာတာအဲ့ဒါကို everything of something နောက်တစ်ခုကတော့စိတ်တွေများပြီးတော့ဟွာလဲလှုပ်ခြင်းတရားလဲလှုပ်ခြင်းဟွာလဲတည်ခြင်းတရားလဲတည်ခြင်းအချိန်ကမလုံတော့ဘူးအဲ့ဒါကြတော့ something of everything everything ကိုသွားတာ everything ကိုလိုချင်တယ်ဒါပေမဲ့ဘာပဲရအောင် something ပဲရတယ်တို့စီတို့စီဟိုနည်းနည်းဒီနည်းနည်းအဲ့ဒါပဲရတယ်ဒါကြောင့်တခုကောင်းတဲ့တတိဖြစ်ကြတာတခုကောင်းတဲ့နာမည်ကြီးကြတာ everything of something တခုခုရွေးရမယ်ရွေးပြီးပြီဆိုရင်အဲ့ခုရွေးတဲ့အရာကြံကြံနာနာလေ့လာစကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်စာရေးတဲ့နေရာမှာပဲဖြစ်ဖြစ်ဆွေးနွေးတဲ့နေရာမှာပဲဖြစ်ဖြစ် everything of something ကိုလေးလာတယ်ဆိုရင်ကိုအောင်မြင်မှာပါ